ကွန်ချိုးတက်နေတဲ့သူ့ရဲ့ပုံစံလေးကိုပဲလူတွေကကြိုက်တာမလို့ကွန်စားတာကိုမပြင်ဘူးလို့ပြောတာလေးစနိုင်တရားပရိသတ်တရားသူ့ရဲ့ကွန်ချိုးတက်နေတဲ့သွားတွေဝါနေတဲ့ပုံစံတွေကိုပဲပရိသတ်ကကြိုက်တာမလို့သူ့ရဲ့ပုံစံကိုတစ်စက်လေးမှမပြောင်းနိုင်ကြောင်းပြောလာတာဖြစ်ပါတယ်ဒါကြောင့်လူတွေကတော့စနိုင်တရားကိုဝေဖန်ပြစ်တင်နေကြပါတယ် ဒါပြင်စစ်နိုင်တရားဦးကသူဟာတနေ့မှာမြင်းမြတ်နဲ့နေတို့တို့တို့နံမတိစူပါမင်းသားဖြစ်လာမယ်လို့လေကိုကိုပြောလာတာပါဂျာရီမကားသေးပါစစ်နိုင်တရားဦးကကွင်လွန်သွားရှာပြီးဖြစ်တဲ့နိုင်ငံကျော်ရုပ်ရှင်တရုပ်ဆောင်တရားတင်ဆိုးကိုကျေးဇူးဆက်နေတဲ့မျိုးနဲ့အဆက်ကွင်းအောင်ကျေးဇူးဆက်လိုက်လို့လေသူပြောများနေတာဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းစစ်နိုင်တရားဦးဆိုတာကနမေကြီးရုပ်ရှင်မင်းသား အကယ်ဒမီတီဟာတင်ဆိုနဲ့အကယ်ဒမီမင်းသမီးကြီးစင်မာဦးတို့ရဲ့သားဖြစ်ပါရီအားလုံးသိကြတဲ့အတိုင်းစစ်နိုင်တရားဦးရဲ့ဖခင်တီဟာတင်ဆိုဟာလူကျောလူခန့်တအုပ်ဖြစ်ကမိခင်ဖြစ်သူကလည်းချစ်စရာကောင်းတဲ့ရုပ်ရှင်မင်းသမီးစင်မာဦးဖြစ်ပါရီ ဒါပေမဲ့စနိုင်တရားဟောဖခင်ဖြစ်သူရဲ့တရားတင်ဆိုရဲ့ရုပ်ရည်နဲ့အနုပညာမွေကိုမိခင်ဖြစ်သူစင်မာအုပ်ရဲ့ရုပ်ရည်နဲ့အနုပညာမွေကိုပါမရဘဲနဲ့ရုပ်ဆိုးကျင့်တယ်နေသူဟာဒီလိုမိဘတွေရဲ့ကောင်းတော်မွေကိုမရတဲ့စနိုင်တရားဟောမိဘနှစ်ပါးလုံးမရှိရတဲ့နောက်မှာတော့အာကိုရမဲကရောင်ချာချာနဲ့ဖြစ်နေကြပါပါ။အဲ့နောက်မှာတော့စနိုင်တရားဟောမိမနဲ့ကလေးရကဖခင်တရားတင်ဆိုနေမိခင်စင်မာအုပ်ရဲ့ရှင်ဝါနဲ့အနုပညာလောကမှာနေရာတနေရာရှာဖို့အတွက်စူးစမ်းနေကြတာပါ။ပရိသတ်တရားလေးချော်မော်လာပါတဲ့မိဘနှစ်ပါးရဲ့ရုပ်ရည် ေအမွေအနုပညာမွေစတာတွေကိုဘာတစ်ခုမှမရပဲရိုးစိုးကျင့်တယ်နေတဲ့စစ်နိုင်တရားဥကိုတနာကျူနာတက်ကအားပေးကျင်ကြတာဖြစ်ပါတယ်။ဒါပေမဲ့စစ်နိုင်တရားဥဟာအနုပညာလောကမှာနေရာတနေရာခိုင်မာမရပဲနေဟိုလိုလိုဒီလိုလိုနေဟိုစကားမှာတကွက်နှစ်ကွက်ပါလိုက်ဒီစကားထဲမှာနှစ်ကွက်လောက်ပါလိုက်တဲ့အနုပညာလောကမှာလို့သုံးဖြစ်နေတာဖြစ်ပါတယ်။တကယ်ဆိုရင်ပရိသတ်တွေကစစ်နိုင်တရားဥကို ပရိသတ်ချစ်တော်ဖခင်တရားနေဆိုနေမိခင်စမအုပ်တို့ရဲ့သားဖြစ်တာကြတဲ့ကြောင်းမိဘနှစ်ပါးမရှိတဲ့အချိန်မှာဖြစ်ချင်နိုင်ဖြစ်နေတာကတဲ့ကြောင်းလို့ကြောင့်တနာကုဏာတက်ခါအပေးခြင်းကြပါရီ။ဒါပြင်စစ်နိုင်တရားဝါချစ်စရာကောင်းတဲ့သမီးလေးနဲ့ဇနီးတွေကိုပိုင်ဆိုင်ထားတာကြောင့်လည်းပရိသတ်တရားစစ်နိုင်တရားကိုအာမြင်စေခြင်းကြတာပါ။ဒါပေမဲ့လည်းစစ်နိုင်တရားဝါအနေထိုင်ပြောဆိုမတတ်ဖြစ်နေတာပါ။ဒါပြင်ပို့ဆိုတာကစစ်နိုင်တရားဝါရုပ်ဆိုးကျင်းတန်ကဖြစ်နေတာ ဖြစ်ပါရီ။အထူးသဖြင့်စစ်နိုင်တရားဝါကွန်ကြိုက်တတ်တာကြောင့်ကွန်ချိုးတွေဟာအထက်ထက်နဲ့သွားကညစ်ပတ်နေတာပါ။ဒါ ပြင်မုတ်စိမ်မွေးနှကမ်းမွေးကျို့လိုကျတဲ့နေဖြစ်နေတာဖြစ်ပါရင်စနိုင်တရားဦးကဒီလိုအခြေအနေဒီလိုပုံစံမျိုးနဲ့တရုတ်ဆောင်မင်းသားဖြစ်ချင်နေတာဖြစ်ပါရင်ပြည်သက်တရားတော့စနိုင်တရားဦးအနေနဲ့ရုပ်ရှင်တရုတ်ဆောင်လုပ်မယ်ဆိုရင်ကွန်ချိုတွေသွားမှတင်နေတာကိုဖယ်ခိုင်းတာပါဒါပေမဲ့စနိုင်တရားဦးကတော့ကွန်ချိုတင်နေတဲ့သူ့ရဲ့သွားတွေကိုတစ်ဆက်လုံးမှသွားထိုက်ဖို့မရှိဘူးလို့ဆိုပါတယ်စနိုင်တရားဦးကလို့ဆိုတာကိုဘိုင်းစတိုင်ဒီဇိုင်းကလာအနေထားရှိကြောင်းလူတွေကသူ့ကိုကွန်ချိုတက်ခေါ်ဝပုံစံလေးနဲ့မှသဘောကျတယ်လို့လည်းစနိုင်တရားဦးကဆိုလာတာပါဥပမာရာဇာနေဝင်းဆိုရင်လေခြေကားရ ရလက်ကားရပုံစံနဲ့သဘောကျကြသလိုသူ့ကိုလည်းစစ်နိုင်ဆိုပြီးတော့လူတွေကကုန်းချိုးတက်နေတဲ့ပုံကိုသဘောကျတာဖြစ်ကြောင်းဒါကြောင့်လည်းသူ့ရဲ့ပုံစံကိုနည်းနည်းလေးတောင်မှပြောင်းလဲမရှိနိုင်ဘူးလို့စစ်နိုင်တရားဥကပြောလာတာဖြစ်ပါတယ်။ဒါပြင်စစ်နိုင်တရားဥကသူ့ကုန်းချိုးတက်နေတဲ့ဒီဖက်ရှင်နဲ့မကြခင်မှာနေတိုးနဲ့မြင်းမြက်ကိုကြော်တက်သွားနိုင်တယ်လို့ဆိုပါတယ်။အခုကမှစစ်နိုင်တရားဥကငစားဆိုတဲ့ရုပ်တံဇလန်တွဲမှာခေါင်းဆောင်မင်းသားဖြစ်ရိုက်ကူးနေတယ်လို့ပြောတာပါ။အဆိုပါဇလန်တွဲထဲမှာဖခင်ဖြစ်သူနဲ့အိမ်ပေါ်ဒေါ်စင်မာတို့ရဲ့ဂျားမှာဖြစ်ခဲ့တဲ့ကိစ္စကိုမန်နေတိုင်တက်ပြားကရုပ်ရှင်ရိုက်ကူးဖို့ပြင်ဆင်နေ ရပါဘီယိုကြည့်ရှုနေကြတဲ့ပရိသတ်တရားရောနေတို့တဲ့အောင်မြင်တော့မယ်လို့ပြောလာတဲ့စစ်နိုင်တရားကိုဘယ်လိုမျိုးမြင်ကြလဲဆိုတာပြောခဲ့ပေးပါအောင်ရှင်